တကယ်လို့ဒါကျွန်တော်ကစူပါမာရီယိုတဲကမှုတွေဟာသင်တို့မြင်တွေ့ရတယ်လို့မဟုတ်ပဲသူတို့ရဲ့ပုံစံအမှန်ကအခုလိုဖြစ်တဲ့အကြောင်းပြောလာခဲ့ရင်ဒါမှမဟုတ် Venus ရဲ့မြို့အပေါ်ကမြင်ကွင်းဟာ Predict Star နဲ့ဆင်တူတယ်လို့ပြောရင်သင်တို့ရဲ့အမြင်တွေလည်းအရင်နဲ့မတူပဲပြောင်းလဲသွားကြနိုင်ပါ ರೀ Celebrity တွေနဲ့မထင်မဖက်ရုပ်ချင်းဆင်တူတာတွေ logo တွေရဲ့လှည့်ဝတ်ချက်တွေကနေသင်တို့ရဲ့ငယ်ဘဝအမှတ်တရတွေကိုပါပျက်စီးသွားစေနိုင်တဲ့ cartoon ဇာတ်ကောင် theory အထိကျွန်တော်အနေနဲ့မထင်မှတ်ထားတဲ့လှည့်ဝတ်ချက်တွေရှိပါတယ် ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုတခါမြင်တွေ့ဘူးယုံနဲ့မေးဖြောက်လို့ရတော့မှာမဟုတ်တဲ့အရင်ကမြင်တွေ့နေကြအရာတွေရဲ့မတူညီ क्वे ပြားတဲ့ရှုထောင့်တစ်ချက်ကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ဒီတော့အရင်ဆုံးနေတဲ့အစီအစဉ်လေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ကြသေးဘူးဆိုရင်လည်း subscribe လုပ်တော့ဖို့တောင်းဆိုပါရစေ။ကဲအစင်းသိဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ။ ကျွန်တော်တို့အားလုံးဟာငယ်ဘဝတုန်းကအကြိုက်နှစ်သက်ဆုံးကာတွန်းနေတဲ့ပတ်သက်ရင်အစိပ်ပိုင်းတော်တော်များများကိုမှတ်မိနေကြအောင်မယ်ဆိုတာသိကြပါဗျ။ဒါပေမဲ့ကလေးသူငယ်တွေကြီးရှုစေဖို့ရည်ရွယ်ချက်နဲ့ပြောင်းလဲထားတဲ့ဒီကာတွန်းဇလန်းတွေရဲ့ theory ကတော့သင်တို့အကြိုက်ဆုံးဇက်ကောင်နေတဲ့ပတ်သက်တဲ့သင်တို့ရဲ့အမြင်တွေကိုပါပြောင်းလဲသွားစေနိုင်ပါပြီ။ပထမဆုံးအနေနဲ့ပြောပြရမယ်ဆိုရင် Super Mario series တွေကမှုလေးတွေကိုကျွန်တော်တို့အများစုသဘောကျခဲ့ကြပြီ။အဲ့ဒါလေးတွေကိုစကားပြောတဲ့မှုလေးလို့ယူဆမိနိုင်ပါပြီ။ ကျွန်တော်တို့တဲကဘသူကားမှတရုတ်ဖို့ရေးဆွဲသူ L6 ကဒီပုံတွေကိုမဆွဲပြခင်အထိဒီမှုတွေရဲ့ပုံစံအစစ်အမှန်ကိုမသိနိုင်ခဲ့ကြပါဘူး LS ရဲ့အဆိုအရမျက်လုံးလိုယူဆရတဲ့ဒီအရာတွေဟာတကယ်တော့သူတို့တွေရဲ့မျက်လုံးမဟုတ်ဘဲသူတို့ရဲ့ကြီးမားတဲ့နှာခေါင်းပေါက်တွေဖြစ်ပြီးသူရဲ့တကယ်မျက်လုံးတွေဟာအုတ်ထုတ်ထဲရောက်နေတယ်လို့ဆိုပါရင်ဒီပုံကိုမြင်ပြီးရင်တော့တင်းတို့လည်းကျွန်တော်လိုပဲဒီမှုကိုအရင်ကအတိုင်းမြင်နိုင်မှာမဟုတ်တာသိကြပါရဲ့နောက်ထပ်ကျွန်တော်တို့မသိသေးတာတစ်ခုကတော့ Apple ရဲ့ချေးထွက်နေတဲ့အနီရောင်မျက်နှာ emoji ပဲဖြစ်ပါရဲ့ ဒီရိုရီအရာကတော့ကျွန်တော်တို့မျက်လုံးလိုယူဆထားတဲ့အဲ့ဒီအရာတွေဟာတကယ်တော့ကြီးမားတဲ့နှာခေါင်းပေါက်တွေပါကျွန်တော်တို့ကမျက်ခုံးမွေးလို့ထင်ရတဲ့ဒီအရာတွေဟာပိတ်ထားတဲ့မျက်လုံးတွေဖြစ်ပါတယ်တကယ်လို့အဲ့ဒီမျက်လုံးတွေကိုဖွင့်လိုက်ရင်တော့ကျွန်တော်တို့အနေနဲ့ဒီလိုပုံစံမျိုးမြင်တွေ့ရအောင်မှာဖြစ်ပါတယ်အဲ့ဒီအပြင်ကျွန်တော်တို့တီးခဲ့တဲ့မခီးမောက်ကလည်းအုတ်ထုတ်ဝစ်ထားတယ်လို့ဆိုပါတယ်1928ခုနှစ်မှာစတင်ပွဲထွက်ခဲ့တဲ့မခီးမောက်ဟာတရုတ်ဖော်ရေးဆွဲသူတွေရဲ့အဆိုအရသူ့ရဲ့စပင်းမရှိတဲ့အုတ်ကောင်ကိုဖုံးကွယ်ဖို့အတွက်နရွက်အတုတွေဝစ်ဆင်ထားပြီး သူ့ရဲ့လူသားနေရွက်တွေကတော့ကျွန်တော်တို့အတွက်အနှဲငယ်နားလည်ရခက်နေစီပါတယ်။ဒါကြောင့်မလို့မက်ကီမောက်ဟာကြွက်တကောင်တော့မဟုတ်တော့ပဲလူသားပုံစံတတဝါတမျိုးလို့ဆိုရမှာပါ။ဒါပေမဲ့ကျွန်တော်တို့ရဲ့ငယ်ဘဝဇက်ကောင်တွေနဲ့ပတ်သက်တဲ့ theory တွေကဒါတွေမကသေးပါဘူး။ငယ်ဘဝရဲ့ကာတွန်းဇက်ကောင်တစ်ခုဖြစ်ခဲ့တဲ့ Thomas ကလည်းသူ့ရဲ့ငကူအခြေအနေမှာတော့အနှဲငယ်ကြောက်စရာကောင်းတဲ့ပုံစံမျိုးဖြစ်နေပါရဲ့။ယထာတွေတစည်းမှာလူမျက်နှာရှိနေတာဟာတွေးကြည့်ရင်တော့အနှဲငယ်ကြောက်စရာပါ။ ဒါပေမဲ့ဒီထက်ပိုပြီးကြောက်စရာကောင်းတာကတော့ online ပေါ်က theory အရာတကယ်တော့ Thomas Sa ကင်းချေပြားနဲ့ဆင်တူတဲ့ခြေတော်၆ချောင်းတက်တော်ဝါကြီးဖြစ်ပြီးသူဟာယထားရဲတွေကနေဝင်ကြီးထွက်ချီပြုတ်လုံနိုင်တယ်လို့ဆိုပါရယ်။တေကြတာကတော့ဒီ theory တွေကိုသိပြီးတဲ့နောက်ငယ်ဘွားကာတွန်းအပေါ်ခန်းစားမှုဟာအရင်လိုမဟုတ်မှာတော့တေကြပါရယ်။တတ်နိုင်ဖို့တော့ခက်ခဲပြီမဲ့ကျွမ်းကျင်သူတွေကသဘောတူထားတဲ့အခြေခံအချက်တွေလည်းရှိကြပါရယ်။အရဟဟာကုန်ပစ္စည်းတစ်ခုရဲ့ logo design ဆိုတာဟာရိုးရှင်းမှုမှတ်မိလွယ်မှုနဲ့ ကုန်ပစ္စည်းနဲ့တနည်းတစ်ပုံဆက်ဆက်မှုရှိနေတဲ့စားတဲ့အရာတွေရှိရမယ်လို့ဆိုပါရယ်ကျွန်တော်တို့ပါဝင်ခြင်းမှာလဲသူတို့နီသူတို့ဟန်တဲ့လူတီများနာမည်ကျော်ကြတဲ့ logo တွေအများအပြားမြင်တွေ့နိုင်ကြပါရယ်အဲ့ဒီ logo တွေထဲမှာတချို့ကတော့ဖုံးကွယ်ထားတဲ့လှိဝတ်ချက်တွေရှိနေကြပါရယ်ဥပမာအဖြစ် fat x logo ကိုကြည့်မယ်ဆိုရင်တစုံတရာထူးကြတယ်လို့မထင်ရပေမဲ့ e နဲ့ s နေရာကြားကိုတေချာကြည့်မယ်ဆိုရင်ညာဘက်ကိုညှို့ပြထားတဲ့မျှတစင်ကိုမြင်တွေ့ရမှာပါ ဒါဟာ fat x ရဲ့ရှေ့ကိုဆက်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုကိုးစားပြုတယ်လို့ကုန်ပစ္စည်းတွေပို့ဆောင်ရမှာလဲတိကျခြင်းဆိုတဲ့ရည်မှန်းချက်ကိုကိုးစားပြုပါတယ်။ဒီဇိုင်နာ Leon Leader ဟာကုမ္ပဏီရဲ့ logo ကို1994ခုနှစ်မှာပြန်လည်ပြင်ဆင်ချိန်ကဒီလိုစိတ်ကူးမျိုးရခဲ့တာဖြစ်ပြီးဒါကပဲအထူးခြားဆုံး logo တစ်ခုပေါ်ပေါက်လာစေခဲ့တာပါ။ logo ရဲ့လိုအပ်ချက်ကိုတည်ပြီးတဲ့နောက်မှာတော့အတင်တို့လည်းအဲ့ဒီမြားကိုမမြင်မိအောင်ကြီးရှုဖို့ခက်ခဲသွားမယ်ဆိုတာသိကြပါပါတယ် ကဲဆက်လက်ပြီးအလားတူဥပမာတစ်ခုကိုပြောမယ်ဆိုရင်တော့ Toblerone ရဲ့ logo ပါ logo မှာတောင်တန်းတစ်ခုကိုမြင်တွေ့ရပြီးအဲ့ဒါဟာ Switzerland က Alps တောင်တန်းတွေကိုရည်ညွှန်းပြီးအဲ့ဒီနေရာဟာချောကလက်တွေစတင်ရနေရာလည်းဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီ logo ဟာဒီထက်မကပိုမိုလေးနက်ပြီးတေချာကြည့်ရှုမယ်ဆိုရင်အခုလိုပဲ logo ထဲမှာဘဝဝတကောင်ပုံတံကောက်ချောင်းတွေကိုမြင်တွေ့ရမှာပါဒီနေရာမှာဘဝဝတကောင်ရှိနေတာကလည်းခိုင်လုံတဲ့အကြောင်းတရားတစ်ခုဖြစ်ပြီးအဲ့ဒါကတော့ Tabron ဟာ Switzerland နိုင်ငံက Bern မြို့မှာဖန်တီးထားတာဖြစ်ခဲ့တယ်လို့ အဲ့ဒီမျိုးကိုဝဝုံမျိုးလို့လည်းတီထားကြတာကြောင့်ပါဒါကြောင့်မဲ့အဲ့ဒီဝဝုံဟာမျိုးရဲ့အမှတ်တင်ဂေတာတစ်ခုဖြစ်လာခဲ့တယ်လို့ logo design ဖန်တီးသူတွေကလည်းသူတို့ရဲ့မျိုးကိုဂါရဝပြုတဲ့အနေနဲ့ဝဝုံတကောင်ပါတဲ့ logo design ကိုဖန်တီးခဲ့တာဖြစ်ပါတယ်အဲ့ဒီအပြင် Tabron ဆိုတဲ့နာမည်ကလည်း Tabla ဆိုတဲ့နာမည်နဲ့ Torum ဆိုတဲ့အစိအစံနဲ့အခွန်အာသီးတွေကနေပြုလုပ်ထားတဲ့အီတလီတကြားလုံးနာမည်ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်တမန်ယိုရှင်းတဲ့ logo တခုဟာအခုလိုလှိဝတ်ချက်တွေအများပြပါဝင်နေတာကတော့အံ့ဩစရာကောင်းလာတယ်လို့လဲဆိုရမှာပါ အလားတူပဲနာမည်ကြီး Tesla logo ကလည်းမြင်တွေ့ရသလိုမယိုးရှင်ပဲလှုပ်ဝှက်ချက်တွေရှိပါတယ်။ရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ Tesla က T ဆိုတဲ့စလုံးကိုမှီညမ်းထားတယ်လို့တွေးမိနိုင်ပေမဲ့တခြားသော အထိပယ်တွေလည်းရှိပါတယ်။ Tesla ကိုတည်ထောင်သူ Martin Eber နဲ့ Max Trappening တို့ဟာသူတို့ကားတွေကိုအသုံးပြုတဲ့မော်တာစနစ်ကို19ရာစုနှစ်တုန်းကတီထွင်ဖန်တီးခဲ့ကြတဲ့ Nikola Tesla ကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့အခုလိုနာမည်ပေးခဲ့တာပါ။ Nikola Tesla ကိုဂုဏ်ပြုတဲ့အပြင် ထိပုံစံလိုကိုဟာလျက်စစ်မော်တာတစ်ခုရဲ့ကန့်လန့်ဖြတ်ပိုင်းကအစိပ်အပိုင်းကိုလည်းပဲရည်ရွယ်တာဖြစ်ပါသည်ဒီလိုရိုးရှင်းတဲ့ logo ဟာအတိတ်ပဲနှစ်ခုပါဝင်ပတ်သက်နေတာဖြစ်ပြီးအင်တာနက်ပေါ်က user တချို့ရဲ့အဆိုအရဒီ logo ဟာကြောင်နှကောင်းနဲ့တူတယ်လို့ပြောကြပြီးကုမ္ပဏီနဲ့ကြောင်နှုတ်သီးကြမှာဆက်ဆက်မှုတိတ်မရှိလာပြီမဲ့သူတို့ရဲ့ user ချက်ကလည်းငင်းပယ်လို့မရပါဘူးဒါကြောင့် Tesla logo ဒီဇိုင်းနောက်ွယ်ကညံကြီးရှင်တစ်ယောက်နဲ့အတွေးခေါ်တချို့ပြီးရင်ကြောင်နှုတ်သီးကိုလည်းတင်းတို့အနေနဲ့မြင်အောင်နေမိမှာတည်ကြပါသည် ကဲဆက်လက်ပြီးတခါတလေမှာတချို့သော logo တွေနဲ့ sign board တွေဟာရုပ်တရက်သဘောမပေါက်နိုင်ပေအတော်လေးစဉ်းစားယူရတာမျိုးရှိတတ်ပါတယ်ဥပမာအဖြစ်အခုမြင်နေရတဲ့ mapper တကားရေး sign board မှာဆိုရင်တော့ vermont ပြည်နယ်ရဲ့ပုံစံကိုပါထည့်သွင်းရေးဆွဲထားတာဖြစ်ပြီးဒီပြည်နယ်ရက်ဖြစ်တဲ့အကြောင်းအခုလို ဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီအပြင်ကမ်းခြေတစ်ခုမှာလည်းအခုလို sign board ကိုမြင်တွေ့ရနိုင်ပါတယ်သူပေးခြင်းတဲ့တတိပေးချက်ကတော့ရှင်းလင်းစွာနဲ့ပဲတင်းတို့အနေနဲ့တစုံတယောက်ရေနစ်တာကိုတွေးမိရင်911ကိုအကြောင်းကြားဖို့သာဖြစ်ပါတယ်။ ဒါပေမဲ့ဆိုင်းဘုံမှာစာသားအပြင် allo a look ဆိုတဲ့သင်္ကေတကိုပါရေးဆွဲထားသေးပြီးတစုံတယောက်အနေနဲ့ဒါဟာရင်းနှီးထားတာကိုဖော်ပြတဲ့တရုတ်ဖော်ပုံမှန်ရုပ်တရက်သဘောပေါက်မိဖို့မလွယ်ကူလားပါဘူး။ဒါကြောင့်ဆိုင်းဘုံကိုမြင်တွေ့ရသူတွေအနေနဲ့အားရပါရရေးမောရမှာလားဒါမှမဟုတ်911ကိုဆက်သွယ်ရမှာလားဆိုတာတော့ရောထွေးသွားစေနိုင်ပါ रे ။ဒါပေမဲ့ဆိုင်းဘုံပေါ်ကအန်အောပေါ်ရတရုတ်ဖော်ချက်တွေဟာဒါတွေမကသေးပါဘူး။ တချို့သောစလုံးတွေဆိုရင်လည်းတခြားသောတရုတ် project တွေရှိနေသေးပြီဥပမာအဖြစ်အင်္ဂလိပ်စလုံးကြီးဆိုရင်တချို့သော font ပုံစံတွေမှာမျှာခွေတစ်ခုနဲ့ဆင်တူနေတာဖြစ်ပါတယ်ဒါဟာတိတ်တော့အရေးမကြီးလှပေမဲ့ဒီအချက်ကိုသိပြီးနောက်ပိုင်းမှာသင်တို့အနေနဲ့ geo တွေ့တိုင်းမြင်ကွင်းတစ်ခုလိုအဲ့လိုလိုတွေးမြင်မိမှာသိကြပါတယ်အလားတူပဲ minus 4 degree ဆိုတဲ့စလုံးဟာလေလူတယောက်ထိုင်နေရင်လေးလဲနေပုံနဲ့ဆင်တူပြီးဒီအချက်ကိုသိပြီးတဲ့နောက်မှာဒီစကလုံးနဲ့ပတ်သက်တဲ့သင်တို့အမြင်ကလည်းအရင်နဲ့မတူတော့မှသိကြပါတယ် အလားတူပဲဖဲထုတ်ထဲက Diamond 8ဖဲချက်ဟာဆိုရင်လေဖဲပွင့်တွေကိုတေးချကြည့်မယ်ဆိုရင် အခုလိုပဲအလဲမှာနံပါတ်8ပုံစံနေရာလို့တခုရှိအောင်မြင်တွေ့ရမှာဖြစ်ပါတယ်။တက္ကသိုလ်မမျှော်လင့်ထားတဲ့အခြေအနေတွေကနေနာမည်ကျော် celebrity တွေနဲ့ဆင်တူသွားတာမျိုးတွေလည်းရှိတတ်ပါတယ်။ဒီအတွက် Asharam ကနေစပြောမယ်ဆိုရင် Asharam ဟာ British နာမည်ကျော်အဆိုတော်တချင်းရေးဆက်သူတဦးဖြစ်ပြီးရုပ်ရည်သွင်းပြင်အားဖြင့်လည်းတခြားသူတွေနဲ့တည်တည်တသာကွဲပြားလာပါတယ်။ ဒါပေမဲ့အန်အိုဘုတ်ကောင်းစွာနဲ့ပဲအက်ရှာရန်နဲ့စင်တူသူတွေလည်းအများပြရှိနေပြီးဒီနှစ်နှစ်အရွယ်မိန်းမငယ်လေးဆိုရင်လည်းသူနဲ့အတော်လေးစင်တူပါရယ်။နောက်ထပ်နမဲကျော်ပုံကိုယ်တွေနဲ့စင်တူတဲ့သူတွေလည်းအများပြရှိပါရယ်။ဥပမာအဖြစ်လိုဂန်ဖော့ဟာမင်းသမီးဒိုင်ယာနာနဲ့စင်တူနေတယ်လို့အထူးသဖြင့်သူ့ရဲ့သဘင်ပုံစံကြောင့်အခုလိုစင်တူတယ်လို့ထင်မြင်စေတာလည်းဖြစ်ပါရယ်။ကဲဆက်လက်ပြီးတင်းတို့အရင်နဲ့ Dreamwalker N ဆိုတဲ့ကာတွန်းဇာတ်လမ်းကိုကြည့်ဘူးမယ်ဆိုရင်အဲ့ဒီထဲကအတီးကဇက်ဆောင်ဟာ celebrity တဦးနဲ့ဆင်တူတယ်လို့ခန်းစားမိနိုင်ပါ रे တကယ်တော့အဲ့ဒီစက်ကောင်ဟာ Kilian Murphy နဲ့အတော်လေးကိုဆင်တူတာဖြစ်ပြီးအထူးသဖြင့်မျက်တွင်းနှက်ချင်းပါယိုထင်ရှားခြင်းစတဲ့မျက်နှာပုံစံဆင်တူသလိုအပြုံးချင်းကလည်းဆင်တူပါ रे အမြင်အယုံလဲစားတဲ့ပုံရိပ်တွေဟာအုံနောက်ကိုမပြည့်စုံတဲ့အချက်လက်တွေပေးပို့ပြီးကျွန်တော်တို့ရဲ့အုံနောက်ကလည်းလိုအပ်တဲ့ကွက်လက်တွေကိုဖြည့်ဆွက်လိုက်တာကြောင့်အမှန်တကယ်မရှိတဲ့အရာတွေကိုမြင်လာကြတာဖြစ်ပါ रे ဥပမာအဖြစ်ဒီပုံမှာဆိုရင်အတုံးဟာအယောင်မတူလို့ထင်ရပေမဲ့ အလဲကိုလက်နဲ့ပိတ်လိုက်တာနဲ့အယောင်အတူတူဖြစ်သွားတာကိုမြင်တွေ့ရမှာပါအကြောင်းကတော့နောက်ခံအပြတ်အောင်ကြောင့်အပေါ်ဘက်အချမ်းဟာအယောင်ပူရင်းတယ်လို့ထင်မြင်တာဖြစ်ပါတယ်ဒီပုံမှာဆိုရင်လဲလဲနေတဲ့ကချေတဲ့တူကိုမြင်တွေ့ရမှာဖြစ်ပြီးတင်းတို့လဲပုံကိုတေချာစိုက်ကြည့်ကြည့်ပါသူမကနိုင်လက်တန်သွားတဲ့အတိုင်းလက်ရည်ရည်လဲနေတယ်လို့တင်မြင်မိနိုင်ပါတယ်သူမရဲ့လက်မကိုကြည့်ပြီးမှသူမရဲ့ချစ်တာကိုပြန်ကြည့်ကြည့်ပါသူမဟာလက်ဝဲရည်ရင့်နေတာကိုတွေ့ရပါလိမ့်မယ်တကယ်လို့တင်ကလက်ရည်ရည်တာမြင်နေတယ်ဆိုရင်တော့တဏှာတဲကိုအာယုံစိုက်ကြည့်ပါ ဒါဆိုရင်တော့တင်းတို့မြင်နေရတဲ့ပုံစံကလည်းပြောင်းလဲသွားနိုင်ပါပြီ။တင်းတို့အခုမြင်တွေ့နေရတဲ့ဖြစ်စဉ်ကို silhouette illusion လို့ခေါ်ပြီးရှင်းလင်းတဲ့အမြင်အာရုံဆိုင်ရာအချက်လက်တွေမရတဲ့အခါဒီလိုဖြစ်စဉ်မျိုးကြုံတွေ့ရတာဖြစ်ပါတယ်။ဒီပုံမှာဆိုရင်လည်းကချေတဲ့ဟာရွေးရှားနေပြီမဲ့ပုံရိပ်ပြတ်သားမှုမရှိရကြအောင်သူမဟာညာခြေထောက်နဲ့ရက်ပြီးဘဲခြေထောက်နဲ့လှည့်နေရလား။ဒါမှမဟုတ်ဘဲခြေတော့နဲ့ရက်ပြီးညာခြေတော့နဲ့လှည့်နေသလားဆိုတာမရှင်းလင်းရတာဖြစ်ပါတယ်။ဒီပုံမှာဆိုရင်လည်းအမျိုးသားတူလေပေါ်မြောက်နေတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ဒါလည်းအမြင်မှားမှုတစ်ခုသာဖြစ်ပြီးအမျိုးသားရဲ့ဘေးနားကရေခွက်ကြောင့်သာအရေးကြီးလို့ထင်မြင်ပြီးအမြင်မှားသွားတာလည်းဖြစ်ပါရည်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့တစ်ခါမြင်တွေ့ပြီးတဲ့နောက်သူတို့ထပ်ပြီးမမြင်တွေ့ရတော့ဘူးမဖြစ်နိုင်တဲ့ပုံရိပ်တွေကလှုပ်ဝက်ချက်တစ်ချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတင်ဆက်ပေးသွားတဲ့လှုပ်ဝက်ချက်တွေထဲမှာဘယ်တစ်ခုကပြိတ္တတွေအတွက်အံအသင့်စေဆုံးဖြစ်စေခဲ့တယ်လဲ။ခေါ်ပါမှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။